မ္မလီဝန်ဆိုင်ချောင်းမင်္ဂလာညချမ်းပါခင်ဗျာ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ပုတ်တဟူနေ့ညချမ်းနီအတန်ရဲ့ pocket အစီအစဉ်လေးကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့ညအတွက်ချမ်းနီဒေတာနဲ့ပြည်တွင်းကသတင်းတွေဖြစ်တဲ့ချမ်းနီနိုင်ငံရေးပါတီတွေဟာကချင်နဲ့စကိုင်းကမြို့နယ်ဆက်ခုမှာဝင်ရောက်ရှင်ပြိုင်မဲ့တဲ့တင် TNN အနေနဲ့စစ်တပ်တို့အပြစ်ခတ်ရဲဆဲပြီးတော့မုကုံနဲ့မုံမိတ်မြို့ကနေ TNN တွေတက်တွေပြန်လဲဆုတ်ခွာမဲ့တဲ့မြစ်ချနာနယ်ပူတာအိုမြို့တို့မှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြန်လဲရလာနေတဲ့တဲ့ ရိပခတ်ဖြစ်ပေါ်တာနေပါတဲ့ကချင်နဲ့စကိုင်းတိုင်းကမြို့နယ်73မြို့နယ်မှာရွေးကောက်ပွဲဒုတိယအပိုင်းပြန်ပါဝင်လာမယ့်တည်းရှမ်းအရှိကမြေရှားတပ်ထုဒူးဖော်နေမှုတွေဟာတေုတ်ကြောထောင်နောက်ခံပြုထားတဲ့ကုမ္ပဏီတွေလှုပ်ဆောင်နေတဲ့ဆိုတဲ့တည်နှွေကိုနားဆင်သွားကြမှာပဲဖြစ်ပါတယ်ထီယန်နန်နေနဲ့စစ်တပ်တို့အပစ်ခတ်ရဆဲပြီးတော့မုတ်ကုတ်မုံမိမြို့တွေကနေထီယန်နန်နေတပ်တွေပြန်လည်ဆုတ်ခွာသွားမဲ့တဲ့ရင်ကိုပြောပြပေးပါမယ် မန္တလေးလိုင်းဒေတာကြီးမုတ်ကုတ်မြို့နယ်နဲ့ရှမ်းပြည်မြောက်ပိုင်းကမုံမိတ်မြို့တို့ကိုတောင်းတက်ကပြန်လည်ဆုတ်ခွာသွားမှာဖြစ်တဲ့အကြောင်းဒီနေ့အောက်တိုဘာလ26ရက်နေ့မှာ TNN ဘက်ကထုတ်ပြန်လာပါတယ်တရုတ်နိုင်ငံကုမင်းမြို့မှာတရုတ်အထူးကိုယ်စားလှယ်နဲ့ဂျာဝင်ညှိနှိုင်းဆက်ဆက်ပေးမှုနဲ့အတူအပြစ်ခတ်ရဆဲရေးကိုသဘောတူလက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်တယ်လို့လည်းသိရပါဗျ။မိုးကုတ်မုံမိတ်မြို့တွေကနေတအောင်တက်တွေကပြန်လည်ဆုတ်ခွာသွားမှာဖြစ်ပြီးတော့စစ်တပ်အနေနဲ့တအောင်ဒေတာကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်တာထိုးစစ်စင်တာတွေကိုရပ်တန့်ရမယ်လို့လည်းဆိုပါဗျ။ ဒီကနေ့ကစပြီးတော့တက်တွေရောက်ရှိတဲ့နေရာမှာပဲရက်တန်ထားရမှာလို့လည်းအပြစ်ခတ်ရက်စဲကြီးထဲမှာပါဝင်ထားပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယပိုင်းဖြစ်မုကုမြို့ကို2024ခုနှစ်ဇူလိုင်လ24ရက်နေ့မှာအပြစ်သက်သိမ်းပိုက်ခဲ့ပြီးမုံမိတ်မြို့ကိုတော့ဇူလိုင်လလကုန်မှာပဲသိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ TNL ကအခုနှစ်ဩဂုတ်လကစလို့အော်တိုဘားလကုန်ထိတင်ပိတ်ထားတဲ့မြို့နယ်တွေဖြစ်တဲ့နောင်ချိုကြောက်မဲတီဘုံမြို့တို့ကိုစစ်တပ်ထံပြန်လည်လက်လွတ်ခဲ့ရတာလည်းဖြစ်ပါတယ် မိုးကုံးမြို့ရဲ့ဝင်ထွက်တွာလာလို့ရမယ့်လမ်းပိုင်းအများစုကိုစစ်တပ်ကပိတ်ဆို့ထားတာတလနီးပါးရှိနေပြီလို့လည်းဒေတာခဏိကပြောပါရယ်။ဒါပြင်မြို့တွင်ပုံချမ်းမှုတွေကိုလည်းဆက်တိုက်ပြုလုပ်ခဲ့တာပါ။တောင်တက်ရဲ့နမ်ဆန်မန်တုံမြို့ဝရုတ်ကတ်တွေကိုလည်းလေချောင်းကနေနစ်စင်ပစ်ခတ်မှုတွေကိုစစ်တပ်ကပြုလုပ်ခဲ့တာလည်းဖြစ်ပါရယ်။အခုအပစ်ခတ်ရက်လိုက်တာဟာညနေဆွေးနွေးမှု၉ချိန်ထိရှိလာပြီးတဲ့နောက်လက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါရယ်။ ပြပခဖြစ်ပွားမှုနေပါတဲ့ကရှင်ပြည်နယ်က3မြို့နယ်နဲ့စကိုင်းတိုင်းက10မြို့နယ်ရွေးကောက်ပွဲဒုတိယပိုင်းမှာပါဝင်မဲ့အကြောင်းကိုပြောပြပေးတော့မှာပါ။မနေ့ကအောက်တိုဘာလ28ရက်နေ့မှာထုတ်ပြန်လာတဲ့ရွေးကောက်ပွဲဒုတိယပိုင်းအတွင်းပါဝင်မဲ့မြို့နယ်များစီရင်မှာပြပခဖြစ်ပွားမှုနေပါတဲ့ကရှင်ပြည်နယ်က3မြို့နယ်နဲ့စကိုင်းတိုင်းက10မြို့နယ်ပါဝင်ထားပါတယ်။ ကရှင်ပြည်နယ်ကတိုက်ပွဲအနှဲငယ်ဖြစ်ပွားနေတဲ့ဝိုင်းမော်မြို့နယ်လဲပါဝင်လာပြီးတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့မရှမ်းပေါ်မိုးကောင်းမြို့နယ်စတဲ့သုံးမြို့နယ်တို့ဖြစ်ပါတယ်။စကိုင်းတိုင်းထဲမှာတော့အရှုတီတာမှာတိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့ရီဦးမင်းကင်းမြို့နယ်နဲ့ကလေးဝဝန်းတိုကျွန်းလာမြင်းမူရှောင်းဦးပုတလင်းအရာတော့ဖုံးပြင်းနဲ့မော်လိုက်စတဲ့မြို့နယ်ဆယ်မြို့နယ်ပါဝင်ထားတာကို တွေ့ရပါတယ်။ ီထဲမှာကရှင်ပြည်နယ်ရှိကရှင်လွတ်မြောက်ရေးတပ် KIA ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နဲ့စစ်တပ်တို့အကြားတိုက်ပွဲ ပြင်းထန်နေတဲ့ဖားကန်မြို့နယ်နဲ့ပမော်မြို့နယ်တို့ဟာရွေးကောက်ပွဲ ပထမပိုင်းနဲ့ဒုတိယပိုင်းမှာပါ ပါဝင်လာရှင်းမရှိသေးပါဘူး။ထုတ်ပြန်လာတဲ့ရွေးကောက်ပွဲဒုတိယပိုင်းကတနင်္ဂနွေလုံးရှိမြို့နယ်တွေထဲမှာတရာမြို့နယ်ပါဝင်ပြီးနေမြေတည်ငြိမ်မှုရှိတဲ့ရှမ်းပြည်နယ်တောင်ပိုင်းကမြို့နယ်၁၈မြို့နယ်လည်းပါရှိပါတယ်။ တအပြင်ကရပြည်နယ်ကနှမြို့နယ်၊ကရင်နှမြို့နယ်၊တနင်္သာရီတုံးမြို့နယ်၊ပဲခူး၁၂မြို့နယ်၊မကွေး၁၃မြို့နယ်၊မန္တလေး၉မြို့နယ်၊မွန်၅မြို့နယ်၊ရန်ကုန်၁၆မြို့နယ်၊အေရော်ရီ၉မြို့နယ်တို့လည်းဒုတိယပိုင်းမှာပါဝင်ပါတယ်။မနေ့ကအောက်တိုဘာလ၂၈ရက်နေ့ကစလို့လွတ်တော်ကိုယ်စားလှယ်လောင်းမြတ်ကတရားဝင်မဲဆက်တင်ဆွဲခွင့်ရရှိထားပြီလည်းဖြစ်ပါတယ်။ ီစင်ဘာလ၁၈ရက်နေ့မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲပထမအပိုင်းမှာပါဝင်မယ်မြို့နယ်တရနှမြို့နယ်ကိုတော့ပြီးခဲ့တဲ့ဩဂတ်လ၂၀ရက်နေ့ကရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပြီးဖြစ်ပါတယ်အထွေထွေရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလတတိယအပတ်နဲ့စတုတ္ထအပတ်2026ခုနှစ်ဇန်နဝါရီလပထမအပတ်နဲ့ဒုတိယအပတ်တို့တွင်လေးပိုင်းခွဲကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်ရှင်။ မြစ်ကြီးနားနဲ့ပူတောအုံမြို့တို့မှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြန်ရတဲ့တဲ့တင်ကိုပြောပြပေးသွားပါမယ်။ကချင်ပြည်နယ်မှာမိုင်တဲဖုန်းလိုင်းနဲ့အင်တာနက်လိုင်းကို2025ခုနှစ်မေလတလဝင်းကျင်အတွင်းတာပြန်ဖွင့်ပြီးပိတ်သွားခဲ့ပြီးနောက်အခုရက်ပိုင်းမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြန်လည်ရရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဟာမြစ်ကြီးနားမြို့နယ်ပူတောအုံမြို့တွေမှာဒါရရှိနေသေးတာလည်းဖြစ်ပါတယ်။ အင်တာနက်က VPN အောင်ခံစရာမလိုတော့ဘူးဒီတိုင်းသုံးနေကြတာ Telegram ဆိုဘာမှမလိုဘူးဝယ်စရာလည်းမလိုဘူးသုံးတော့သုံးနေကြတယ်လို့မြကျင်းနာမြို့ခံတအူးကဆိုထားပါတယ်ဘူတာအိုမြို့ပေါ်မှာတော့၎င်းဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြန်ရတာတပတ်ကျော်ရှိလာပြီလို့သိရပါတယ်ထို့ပြင်မိုင်းတဲစင်ကတ်တကတ်ကိုတထောင်းကနေတထောင်းခွဲပေးဝယ်နေရပြီးအဝယ်လိုက်မှုတွေကြောင့်ပစ္စည်းပြတ်တာတွေရှိတယ်လို့ဆိုထားပါဗျ။ ပူတာအိုမြစ်ကြီးနာဖာကန်မိုးညင်းစားတဲ့မြို့တွေမှာဒါဖုန်းလိုင်းတွေနေရာကွက်ကြရနေပြီတခြားနေရာဒေတာအများစုမှာတော့စက်တဲရေးလိုင်းတွေဖြတ်တောက်ခံထားရစေလို့တည်ရပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လအတွင်းရေကြီးရေရှမ်းမှုဖြစ်ပြီးနောက်ကချင်ပြည်နယ်တစ်ခုလုံးဖုန်းလိုင်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာဖြစ်ပါတယ်ရှမ်းပြည်နိုင်ငံရေးပါတီတွေကကချင်နယ်စကိုင်းကမြို့နယ်ဆဲခုမှာဝင်ရောက်ရှင်ပြိုင်မဲ့တဲ့တင်ကိုပြောပြပေးပါမယ် ရွေးကောက်ပွဲပထမပိုင်းမှာပုံဝင်တဲ့ဟ ோம் လင်းမြို့နယ်မှာရှမ်းနီပါတီတခုဖြစ်တဲ့ရှမ်းနီတိုင်းလျံတွဲစည်းညီညွတ်ရေးပါတီ SFP ပါတီကမဲဆန္ဒနယ်မြေ၄ခုမှာဝင်ရောက်ရှင်ပိုင်သွားမယ်လို့ကနဦးတီးရပါတယ်။အော်တိုဘားလ28ရက်နေ့ကစလို့လွတ်တော်ကိုယ်စားလှယ်လောင်းတွေဟာတရားဝင်မဲဆဲခွင့်ရရှိခဲ့တာဖြစ်ပြီးတော့ SFP ပါတီကဟ ோம் လင်းမြို့နယ်အတွင်းမှာပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်တိုင်းဒေသကြီးလွတ်တော်ရှမ်းတိုင်းဒေသကြီးအဝန်ကြီးစတဲ့မဲနေရာတွေမှာဝင်ရောက်ရှင်ပိုင်ထားတာကိုလည်းတွေ့ရပါတယ်။ အမျိုးသားလွတ်တော်အမှတ်နှစ်မဲဆန္ဒနယ်မှာတော့လက်ရှိစကိုင်းတိုင်းရဲ့တိုင်းတိုင်းရဲ့ဝန်ကြီးဖြစ်တဲ့ဦးဆိုင်လိုင်ကြီးပြည်သူ့လွတ်တော်နေရာမှာတော့စကိုင်းတိုင်းတိုင်းတိုင်းရဲ့ဝန်ကြီးဟောင်းဖြစ်တဲ့ဦးဆိုင်နန်းနိုင်ကျော်တို့ကဝင်ရောက်ရှင်ပြိုင်ထားတာကို တွေ့ရပါတယ်စကိုင်းတိုင်းရဲ့ရှမ်းတိုင်းတိုင်းရဲ့ဝန်ကြီးကိုစလေလောင်ဖြစ် Homeland မြို့နယ်မောင်ခမ်းကျွတ်ကစိုက်ဆမ်တိုက်က SSP ပါတီကနေပြန်လည်ဝင်ရောက်ရှင်ပြိုင်ထားတာကိုလည်းတွေ့ရပါတယ်။ Homeland မြို့နယ်တွင်ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ၄ခုရှိပြီး SSP ပါတီ၊ကျန်းခိုင်ရေးပါတီ၊ပြီးသုံးလုံးပါတီနဲ့တာဆညပါတီတို့လည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာတော့ကချင်ပြည်နယ်အတွင်းတောင်ဝင်ရောက်ရှင်ပြိုင်ဖို့မပုံတင်ထားတဲ့တိုင်းလန်ရှန်ဒီအမျိုးသားမျိုးဖွံ့ဖြိုးတိုးတက်ရေးပါတီ TNTP ကမုံညင်မိုးကောင်ဖက်ကမြင့်ချနာဝိုင်းမော်မန်စီစတဲ့မြို့နယ်ဒီမှာဝင်ရောက်ရှင်ပြိုင်သွားမယ်လို့တည်ရပါတယ်ရှမ်းနီတန်ကဆူဆောင်းထားတဲ့အချက်လက်တွေက TNTP ကကိုစလေလောင်း20ကျော်ရှိပြီးမြို့နယ်6ခုမှာဝင်ရောက်ရှင်ပြန်တော့ဖို့ရှိနေတယ်လို့လည်းသိရပါဗျ။ရှမ်းနီပါတီရဲ့ကိုစလေလောင်းအများစုဟာတော့2020ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ခဲ့ဘူးချတူတွေဖြစ်တယ်လို့လည်းတည်င်းမှတ်တမ်းတွေအရသိရပါဗျ။ ရှမ်းရှိမှာမြေရှားတူဖို့နေမှုများကိုတရုတ်ကြောထောက်နောက်ခံပြုနေတဲ့ကုမ္ပဏီများကလှုပ်ဆောင်နေတဲ့အကြောင်းကိုပြောပြပြီးတော့မှာပါ။ရှမ်းပြည်နယ်အရှေ့ပိုင်းကနှမခုံမြစ်တလျှောက်ရှိမြေရှားတပ်ထုတူဖို့ရေးလုပ်ငန်းများကိုတရုတ်နိုင်ငံကကြောထောက်နောက်ခံပြုထားတဲ့ China Investment Mining Company ကလှုပ်ဆောင်နေတယ်လို့ရှမ်းလူအခွင့်အရေးမန်တန်အဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။ မိုင်းယွန်းမြို့နယ်ရှိနမ်ခုံမြစ်တလျှောက်မြေရှားတထုတူဖော်မှုများကိုနင်းမြထိရှုပ်ထားတဲ့ဝါသက် UWSA နဲ့စစ်ကော်မရှင်တို့ရဲ့ခွင့်ပြုချက်မဖြစ်မနေရယူဖို့လိုအပ်တယ်လို့ဆိုထားပါတယ်မြရှားတူဖို့နေတဲ့ China Investment Mining Company ဟာလာအိုနိုင်ငံမြောက်ပိုင်းကမြရှားတူဖို့ရေးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီရဲ့60ရာခိုင်နှုန်းကိုရှန်ဟန်းရှိကျင်းဝေရူတက်ထုတူဖော်ရေးကုမ္ပဏီကပိုင်ဆိုင်ထားတာဖြစ်ပါတယ်ဒီကုမ္ပဏီဟာလေတရုတ်အစိုးရကကြိုးထောက်နောက်ခံပြုထားတဲ့ HTC Corporation ဟာမြေရှာတထုတူဖော်ရေး Corporation တစ်ခုဖြစ်တယ်လို့ SHRF ကဆိုထားပါတယ် မြေရှားတပ်ထုတူဖော်မှုတွေကြောင့်လက်အိုနိုင်ငံကရှန်ခွန်ပြည်နယ်မှာလည်းတဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြိုတူတပ်ပုံတွေကို ကြကြပြန့်ပြန့်မြင်တွေ့ခဲ့ရပြီးမြန်မာနိုင်ငံကနှမခုံမြေဝန်းဒေတာအတွက်လည်းတတိပေးမှုတွေဖြစ်စေတယ်လို့ပြောပါတယ်နမ်ခုံမြစ်တလျှောက်မှာလည်းမြေရှားတပ်ထုတူဖော်မှုတွေတိုးလာနေပြီးနေဆက်ဒေတာ လူထုအတိုင်းဝိုင်းတွေအပေါ်တက်ရောက်မှုတွေရှိလာနေတယ်လို့စိုးရင်ဖွဲ့အရှိအနေလို့ပြောပါတယ် ထိုင်းနိုင်ငံကလည်းနှမခုံမြေရေကို ပုံမှန်စစ်ဆေးမှုတွေပြုလုပ်နေပြီးရေအတွင်းမှာအာဆင်နစ်နဲ့ကဲတက်တွေဟာဘီကင်းလုံခြုံမှုနှုံတမတ်ဆက်ထက်ကျော်လွန်နေတယ်လို့အစိုးရခန်းစာကဖော်ပြပါဗျ။မြန်မာနိုင်ငံဟာမြေရှားတပ်ထုထုတ်လုပ်မှုကမ္ဘာမှာတတိယအကြီးဆုံးနိုင်ငံဖြစ်ပြီးမြန်မာတရုတ်နယ်စပ်ဒေသမှာအထက်တူဖော်တာဖြစ်သလိုလက်ရှိ KA ထိန်းချုပ်ထားတဲ့ပန်ဝါဒေသမှာ အများဆုံးထွက်ရှိနေတာလည်းဖြစ်ပါတယ် KNY ဘက်ကလည်းမြေရှားတပ်ထုဒုဖော်မှုတွေကိုပြန်လည်ခွင့်ပြုပေးတော့မှာဖြစ်တဲ့အကြောင်းပြီးခဲ့တဲ့ရက်တက်တပတ်ကပြောဆိုထားပါတယ်ထိုတည်င်းထွက်ပေါ်ပြည်တဲ့နောက်မှာဝေဖန်မှုတွေရှိနေပေမဲ့တရုတ်နိုင်ငံကတော့ပိတ်ထားတဲ့နေဆက်ဒေတာတွေအားလုံးကိုပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလဲဖြစ်ပါတယ်ရှင် ရှန်နီအတန်ရဲ့ pocket အစီအစဉ်လေးကိုရှန်နီဘာသာနဲ့မြန်မာဘာသာဘာသာနှမျိုးတင်ဆက်ပေးနေပါတယ်။ရှန်နီအတန်ရဲ့တင်ဆောင်ပါတွေကို www.shanniboy.com နဲ့ www.facebook.com/thepointofshanni စာမျက်နှာတွေမှာတွားရောက်နားဆင်လို့ရနိုင်ပါပြီ။ရှန်နီတိုင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုတွေ၊လူနေမှုဘဝတွေ၊လူမှုရေးစီးပွားရေးတွေကိုဆောင်ပါတွေ short video တွေအနေနဲ့လဲရှန်နီအတန်ရဲ့ re YouTube channel နဲ့ Telegram channel တို့မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်။ ယနေ့အတိုင်းရဲ့ TikTok စာမျက်နှာတွေမှာလည်းတွားရောက်နားဆင်လို့ရနေပါပြီ။အခုလိုနားဆင်အားပေးခဲ့ကြတဲ့အတွက်ယနေ့အတန်ဝိုင်းဒေါ်လာတွေကအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးကိုယ်စိတ်နှပါကျန်းမာချမ်းသာကြပါစေခင်ဗျာ။ညီညွတ်တေရောက်ကြသော